အမော်ရီရလိုအပ်နေတဲ့နစ်စနစ်ပိုင်းပြောင်းလဲမှုတွေနဲ့နိုင်ပွဲရယူနိုင်ခဲ့တဲ့မန်ယူမန်နေဂျာကမန်ယူတီးရနီပြအမော်ရီကသူ့ရဲ့အတင်းကိုပမ်ပီးတိတ်ခင်မန်ယူရှုံးပြီလို့မပြောပါနဲ့လို့တောင်း office စီလောက်တဲ့အထိနစ်စနစ်ပိုင်းပြောင်းလဲနေတဲ့တကွက်ပြလိုက်တဲ့ပွဲတကွက်ဖြစ်ခဲ့ပါတယ်ခရစ်စတယ်ဘလီတင်းရဲ့ပွဲစဉ်မှာမန်ယူတင်းကပထမပိုင်းမှာရုံးကန်ခဲ့ရပေမဲ့ဒုတိယပိုင်းမှာတော့အမခန်းခြေစွမ်းပြတ်သားပြီးဖိုးတဲ့နိုင်ပွဲကိုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာဘယ်လီတင်းတို့ကအိမ်ကွင်းမှာအပိုင်ခွင့်ရတွေရရှိခဲ့ပြီးမန်ယူတင်းကကစားပုံညာဖြင်းခဲ့ပေမဲ့ဒုတိယပိုင်းပြန်စားချိန်မှာတော့အမော်ရီရဲ့လူစားလဲလဲမှုတွေနဲ့နစ်စနစ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကအလုပ်ဖြစ်ခဲ့တဲ့ပွဲလို့တောင်ပြောလို့ရပါတယ် ဒုတိယပိုင်းမှာမန်ယူတင်းကလုံးဝကိုပိုကောင်းတဲ့အတင်းဖြစ်လာခဲ့ပြီးပယ်လီလိုကလည်းပထမပိုင်းတော့အပိုင်ခွင့်ရေးတွေမရရှိတော့ပဲရုန်းကန်ခဲ့ရတာကိုတွေ့ရပါတယ်။ဒါအနီးပြမော်ရီယံထိရောက်တဲ့ကန်တွယ်မှုကြောင့်ပဲဖြစ်ပါတယ်။ဒီဘက်မှာမန်ယူတင်းရဲ့ပရိသတ်တွေအတွက်2-1တာစီယာနဲ့ချက်ရှိခဲ့ပါတယ်။ပထမတစ်ခုကတော့ဒွင်းကိုရီနဲ့ဝေးကွက်နေတဲ့တိုက်စစ်ကစားမှဇက်စီကမှဖြစ်နိုင်တဲ့အနေထားကနေလပပီးအလန်းစားချေပါကိုကိုဒွင်းယူပြတော့ခဲ့တာပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့အတင်းကိုရောက်လာကလေးကဝေဖန်မှုတွေကန်နေရတဲ့မေဆန်မော်ရီကချင်းဆောင်ကောင်းနေပြလာတာကြောင့်ပဲဖြစ်ပါတယ်။မေဆန်မော်ရီနိုင်ငံကတော့တကယ်ကိုပြောစရာမလိုအောင်လပခဲ့ပြီးဒီကောအတူရဲ့ဒီရစီဒုတိယမြောက်ပြီးများလေးဒွင်းကိုလည်းဖြစ်လာခဲ့ပါတယ်။ မီဆမောကမနေ့ကတရားစီရင်သွင်းယူခဲ့တဲ့ဂိုးရီတွက်တက်တောင်ပိုသွင်းပြထားနိုင်ခဲ့ပြီဖြစ်ပါတယ်။မီဆမောရဲ့နိုင်ကုန်းမှာတင်းကောင်းဆောင်ဘရူနိုဖာနန်ဒိုက်ဂိုးပန်နီမှုကလည်းအမကန်ဖြစ်ခဲ့ပါတယ်။ခရစ်စတဘလီတင်းရဲ့ပြည့်တဲ့မောကနဲ့ရရှိလာခဲ့တဲ့ဘောလုံးကိုဘရူနိုဖာနန်ဒိုက်ကပြိုင်ပတ်တည်းငါးမိတော့အောင်တစ်ချက်ထိပစ်လိုက်ချိန်မှာမီဆမောကိုရိုင်းတောင်ငါးမိသွားခဲ့ရတယ်လို့တောင်ပြောလို့ရတဲ့လွတ်ဝပ်ဆန်းကျတဲ့ free kick ဖန်နီမှုမျိုးနဲ့နိုင်ကုန်းကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒိုက်ကဒီပွဲမှာနှစ်ဂိုးတောင်ဖန်နီးပေးခဲ့ပြီးသူ့ရဲ့ဖန်နီမှုစွမ်းရည်ကိုထပ်မံပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်။ပိုပြီးကွန်ယူစီယာကောင်းတာကတော့ပရီးမီယာလိဂ်တိုင်းမှာဘရူနိုဖာနန်ဒက်ကိုပန်နီမှုပုံများတဲ့ကစားမမရှိသေးဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ် ဒီဘွေရလကမယီတိတွအမတ်ပီစီအဆင့်ချောင်းနေရာကိုပြန်လည်ရောက်ရှိစေခဲ့တဲ့ပြင်ပဲလီတင်းရဲ့ဆဲဟပတ်ကွင်းမှာ90စက်တိုင်နာများရှိခဲ့တဲ့မတန်းစုကြီးကိုပါချိုးပြနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါမော်ရီရဲ့မကြီးတင်းအတွက်ယုံကြည်မှုနဲ့စစ်တပိုင်းဆိုင်ရာအခွန်အားကိုကြီးကြပ်မြင့်တင်ပေးလိုက်တဲ့အောင်ပွဲဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်